ကိုးတိုင်းရေရာရှိမြို့နယ်စစ်တောင်းမြစ်ရှိဘက်ကန်ရှိရွာသိကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်တက်စခန်းကိုအောက်တိုဘာ20ရက်နေ့ကနေပြည်တော်တိုင်းစစ်ဌာနလောက်ရှိတရင်တွင်နဲ့ဖွဲ့စည်းထားတဲ့ဖြူဟာစစ်ကြောင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ရွာသိရွာမှာတက်ဖွဲ့အင်အား60ဝန်းကျင်လောက်နဲ့စခန်းချတက်ဆွဲထားတဲ့စစ်ကောင်မရှင်တက်ဟာအဲဒီလိုတိုက်ခိုက်ခံရမှုကြောင့် တရင်မှုပါဝင်15ဦးသေဆုံးပြီးနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ကကြံတက်ဖွဲ့ဝင်တွေလည်းအထိနာကဆုတ်ခွာထွက်ပြေးသွားရတယ်လို့ဆိုပါတယ်တရင်မှုဒုဗိုလ်မှူးကြီးညီညီနိုင် လေချောင်းရံကာကွယ်ရေးတပ်လာကာတာ1329ကိုတော့အရှင်လက်ရဖမ်းဆီးရမိပေမဲ့ပစ္စတိုထုတ်ပြီးခုခံမှုပြုလုပ်တဲ့အတွက်ပြန်လည်ပြစ်ခတ်ရမှာသေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် အဆိုပါရွာသိကျေးရွာရှိစစ်ကောင်မရှင်ထိုင်းစခန်းနဲ့ရွာရင်းရှိကင်းစခန်းတွေအားလုံးကိုတော်လိုင်းတပ်ဖွဲ့တွေကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြားမှာပိတ်မိနေတဲ့ဒေသခံတွေကိုလည်းတိုက်ပွဲလွတ်ရာကိုကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်မရှင်စီက drone jammer radio လှိုင်းနှောင်းဆက်အထိုင်ဆက်ကြီးတစ်လုံး MA11 တစ်လက် MA3 တစ်လက် G3 3လက်60မမတလက်ပစ္စတိုတလက်ပါဝင်ကြီမျိုးစုံနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့ပါတယ်။လက်ရှိမှာစစ်ကောမရှင်ဘက်ကစစ်ကူတွေဖြည့်ပြီးပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေပြီးအနီးအနားစစ်တောင်းမြေကန်ဝင်းကျင်ရှိကျေးရွာတွေကဒေသခံတွေအနေနဲ့စစ်ရေးသတင်းနဲ့နေထိုင်ကြဖို့နေပြည်တော်တိုင်းစစ်ဌာနကသတိပေးထားပါတယ်။